တရားအင်္ဂလိပ်စာကိုနိုင်ငံသားကိုကျောင်းသွားတတ်ဖို့ဒါမှမဟုတ်နိုင်ငံသားကိုအလုပ်သွားလို့ကိုတကယ်ကိုလိုအပ်နေပြီလားဒါဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါပထမဆုံးတစ်ခုအနေနဲ့နိုင်ငံသားကိုကျောင်းသွားတတ်မဲ့ကျောင်းသားတွေအနေနဲ့ဆရာတို့အင်္ဂလိပ်စာကိုအဓိကအချိန်တစ်ခုပေးပြီးတော့လေ့လာမှာဖြစ်ပါတယ် အဓိကဆရာတို့ကအင်းနိစာသင်တန်းတွေဆက်တက်တဲ့ကိုကနိုင်ငံခြားကိုကျောင်းသားတက်ဖို့အတွက်ဆိုရင်ဆရာတို့က basic to intermediate အထိဆရာတို့ဒါအဓိက recommend ပေးတယ်ပေါ့နော်ဆရာတို့ဘာလို့ဆိုတော့ intermediate level ရောက်သွားတာလဲကျောင်းသားဟာ communicative level ရောက်သွားပြီအပြောအဆိုအနေအထိုင်းစားတဲ့ဆရာတို့လူမှုဆက်ဆံရေးအတွက် communication ဘာအတွက် intermediate လောက်ဆိုရင်အဆင်ပြေပါပြီအဲ့တော့ ကိုကအင်္ဂလိပ်စာကိုယ့်ရဲ့ level ကဘယ်မှာရှိနေလဲဘယ်အစတင်ရမလဲဆိုတာကိုဒီတဲ့မသိရမျိုးပါညာဆိုရင်ကျွန်တော်တို့ CS Education Center မှာ free အနေနဲ့ level test လာဆက်လို့ရပါတယ်။ကိုယ့်ရဲ့ level ကိုသိပြီးဆိုတာနဲ့ဆရာတို့ကကိုယ့်ရဲ့ level ကဒါ free intermediate ဆိုတာနဲ့ဆရာတို့ free intermediate စတက်လို့ရပါတယ်။ free intermediate intermediate ဆိုတော့ level နှစ်ခုပဲတက်စရာလိုတော့ပါတယ်။ အဲ့တော့အဓိကနိုင်ငံသားကိုရောက်တဲ့အချိန်မှာအင်္ဂလိပ်လို communicative ဖြစ်ဖို့အတွက်အချိန်ရအစီအရုံ2လ4လ 6လစတဲ့အချိန်တစ်ခုအနေနဲ့တင်ယူရမှာဖြစ်ပါတယ်။ဒါမှသာဆရာတို့စိတ်ချလက်ချနိုင်ငံเจ้าကိုကြောင်းသွက်တယ်လို့ရပါတယ်။ကိုကအချိန်ကနည်းနည်းများနေသေးတယ်။ထပ်ပြီးတော့ကိုကအချိန်ယူစရာလည်းရှိသေးတယ်ဆိုရင်တော့ဆရာတို့ intermediate level အထိ join ရင်ပိုအဆင်ပြေပါတယ်။အကယ်၍ကိုကအချိန်ကနည်းနည်းထပ်ပေါ်နေသေးရဲ့ဆရာနိုင်ငံเจ้าသွားဖို့2လ4လစသဖြင့်အချိန်လိုသေးရဲ့ဆိုရင်တော့ upper intermediate level အထိတက်ဖို့ ကြံပေးပါရယ်ဘာဖြစ်လို့ဆိုတော့ဆရာတို့ကဒါဘာသာစကားဆိုတာအရင်ခြေပြည့်တဲ့အတွက်မြင်များသိလေးပို့ကောင်းလေးဖြစ်ပါတယ်โอเคဒုတိယတစ်ချက်အနေနဲ့ဆရာတို့ကကိုကအလုပ်အတွက်အင်္ဂလိပ်စာသင်နေတဲ့အကြောင်းအရာတွေလားဥပမာဆရာတို့ဒူဘိုင်း Singapore, another good American, England စတဲ့နိုင်ငံ English speaking country တွေကိုအလုပ်သွားလို့လိုအပ်နေတဲ့လူလားအဲ့ဒါဆိုရင်တော့ဆရာတို့မေးစရာမေးဖို့လေးနှစ်ခုရှိပါမယ် ဘာလို့ဆိုတော့ဆရာတို့ကိုကအချိန်ကဘလောက်ရသေးလဲဆိုတာမိကုန်တစ်ခုရယ်နောက်တစ်ခုကိုကဘလောက်အချိန်ယူခြင်းလဲပေါ့နော်အချိန်တူတူအတွင်းပြောတတ်ရှင်တာလားဒါမှမဟုတ်ဆရာတို့ကအချိန်ရသေးတာလားအဲ့ဘုံမူတည်ပြီးတော့ဆရာတို့က ဒါဖြည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးလူအတွက်ကဆရာတို့ကအချိန်ကခဏလေးပဲရတော့တယ်ဆရာအမှန်တလရဲ့နှစ်လရဲ့စသဖြင့်ဆရာတို့အချိန်တူတူပဲရတော့တယ်အချိန်တူတူအတွင်းမှာ English speaking ကိုပြောတတ်ခြင်းနဲ့လူတွေအတွက် speaking only အတန်လစဉ်လာတိုင်းဖွင့်ပေးထားပါတယ်နောက်တစ်ချက်အနေနဲ့ဆိုတာဒါနိုင်ငံခြားအလုပ်သွားလို့အတွက်အချိန်ဘယ်လောက်လိုသေးလဲဆိုရယ်မေးဖို့ပဲဖြစ်ပါတယ် ကျွန်တော်ကအချိန်ရသေးတယ်ဆိုရင်အင်္ဂလိပ်စာမှာ basic အတန်းတွေပါတယ် join ပြီးတော့မှဆရာတို့ speaking တွေတစ်ဆက်တည်းတန်းပြီးတန်းတလာပြီးတလာဆက်တက်သွားတာပို့ပြီးတော့အရင်အဆင်ပြေစေပါတယ်နောက်ထပ်ဆရာတို့အချိန်ရတော့သိမရှိတော့ဘူးလူတွေအတွက်ကဆရာတို့ကအင်္ဂလိပ် speaking ကိုအချိန်တိုအတွင်းပြောတတ်သွားအောင်အမြဲတမ်းပုံမှန်တော့ဖွင့်ပေးနေပါတယ်ကျွန်တော်တို့ CS Education Center မှာ Lazy Line အတန်းအသစ်တွေ ဖွင့်ပေးနေပြီးတော့တောင်းသားတအုပ်ချင်းစီ align ကဲတစ်ခုချင်းစီ align မိယူခြင်းနဲ့အပိုင်းမျိုးသိချာလေးဆရာနဲ့တိုင်ပင်ပြီးတော့သိချင်းသိချာနေနေပါတယ်ခင်ဗျာအဲ့တော့ကိုကအင်္ဂလိပ်စာကိုအလုတ်သွားလောက်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ်ဆရာတို့ကျောင်းသွားတတ်မှာပဲဖြစ်ဖြစ်သေချာစနစ်တကျသင်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့ CS Education Center ကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့အင်းနစ်စာတင်တဲ့တေချာတက်တော့လဲဆုံးဖြတ်ထားရင်ကျွန်တော်တို့ CS Education Center မှာဖွင့်ထားတဲ့ offline class တွေအပါအဝင် online class တွေကိုပါဆက်သွယ်စမ်းလို့ရပါတယ်အဓိကဆရာတို့ကျောင်းမှာဖွင့်ပေးထားတဲ့အတန်တွေကကြတော့ဆရာတို့အများနဲ့အတူတူတက်ချင်တဲ့ကျောင်းသားတွေအတွက်ဆရာတို့က2 class နဲ့တယောက်တည်းတင်နေတဲ့အကြောင်းသားတွေအနေနဲ့ဒီကတက်လို့ရတဲ့1 on 1 password ကိုပါဆရာတို့ကျောင်းကဖွင့်ပေးထားပါတယ်။တင်တဲ့စုံစမ်းနေနေဆိုရင်တော့ရန်ကုန်မှာဆိုရင်တောင်ကလာ၊လေတန်းနဲ့မန်းလေးမှာဆိုရင်လမ်း80 16လမ်းတောက်မှာရှိတဲ့စင်တဲ့ကျောင်းတွေမှာစုံစမ်းလို့ရပါတယ်။တင်တဲ့ကိုလူကိုယ်တိုင်လာရောက်စုံစမ်းဖို့အဆင်ပြေတဲ့အကြောင်းသားရဲ့အတွက်ပေးထားတဲ့ social media တွေကလည်းအစဉ်ဆက်သွယ်စုံစမ်းပေးမြန်နိုင်ပါတယ်။ဒါကတော့ဆရာကျော်ဖြစ်ပါတယ်။ see you in the class.